ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကိုအဓိကအကြောင်းပြဖြုတ်လိုက်ရသည့်အကြောင်းအရင်းမှာမိမကိစ္စနှင့်ပတ်သက်၍တက်တွင်းတိုင်စာတက်လာခြင်းဖြစ်ပြီးငရဲနှက်ကောင်တပြိုင်တည်းဖန်ရန်ကတစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်တိုင်ကြခြင်း၏နောက်ဆက်တွဲလည်းဖြစ်သည်ဖေဖော်ဝါရီလရဲ့နေ့ကမြို့တော်နေပြည်တော်တွင်ဆန္ဒပြသူများကိုရဲများကဖိအားဖြင့်မိသက်ပိုက်ဖြစ်ထိုးသောအခါရိုးရတကြနှစ်တိကူပွဲတော်ကျင်းပသည်ဟုဆိုပြီး သူတို့အတွက်ကြံစောစောကြတယ်ဟာဟာဟုရေခဲ့သည် ီနှစ်အစောပိုင်းမြန်မာဒီမိုကရေစီအစိုးရဖြုတ်ရှားခဲ့တဲ့စစ်အစိုးရအဖွဲ့ထဲမှာလေတပ်ဦးစီးချုပ်မောင်မောင်ကျော်ဟာအရေးပါတဲ့အဖွဲ့ဝင်တဦးဖြစ်ပါတယ်။သူ့ရဲ့သားနဲ့သူဖြစ်သူတို့ဆိုရင်တပ်မိသားစုတွေရဲ့စစ်တပ်အကြောင်းပြုလှုပ်ရှားနေကြပြီးကြီးမားကျယ်ပြန့်တဲ့စစ်ပွားရေးအကျိုးအမြတ်တွေရယူနေကြတဲ့လူငယ်မျိုးဆက်တွေလည်းဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးတပတ်ကြာသောအခါဆယ်စုနှစ်တခုနီးပါးငြိမ်သက်နေသော Twitter အကောင့်တစ်ခု ပြန်လည်အသက်ဝင်လာသည်။ အဆိုပါ Twitter အသုံးပြုသူတွေဖေဖော်ဝါရီလ၁ရက်နေ့နောက်ပိုင်းစစ်ကောင်စီတပ်များ၏ဖြိုခွင်းမှုများကြောင့်တင်ဆောင်ရသူရပေါင်းများစွာအပါအဝဲဆရာနာသိမ်းမှုစန့်ကျင်သူများအားလောင်ပြောင်တယောခဲ့သည်ဖေဖော်ဝါရီ၈ရက်နေ့ကမြို့တော်နေပြည်တော်တွင်ဆန္ဒပြသူများကိုရဲများကဖိအားဖြင့်မိသက်ပိုက်ဖြင့်ထိုးသောအခါရိုးရသကြံနှစ်တစ်ကိုပွဲတော်ကျင်းပသည်ဟုဆိုပြီး သူတို့အတွက်သကြံစောစောကြတယ်ဟာဟာဟုရေခဲ့သည် ရတတပတ်အနေငယ်ကြသောအခါထိုသူကဖတ်တရဟူရေးသားပြီးဆီယာနာသိမ်းမှုတွင်ဖြောက်ရဖန်းစည်းခံရသည့်နိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ပါတီကိုတိုက်ခိုက်သည့်အသုံးအနှုန်းများကိုတုံ့ဆွဲခဲ့သည်ယခုအခါပိတ်လိုက်ပြီဖြစ်သောထိုအကောင်၏မှတ်တမ်းများကိုလေ့လာသောအခါယင်အကောင်သည်ဆီယာနာသိမ်းထိတ်တန်းကောင်းဆောင်လီတက်အကြီးအကဲဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏အသက်33နှစ်အရွယ်သားဖြစ်သူအိုင်ဗန်ထက်၏အကောင်ဖြစ်ကြောင်းသိရသည် အိုင်ဗန်ထက်သည်1948မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်နိုင်ငံရေးလောကကိုလွှမ်းမိုးရှုတ်ကန်ထားသည့်မြန်မာစစ်တပ်ကို လူမှုကွန်ရက်တွင်ဆက်ရထက်တန်စွာထောက်ခံသူသာမကသူဤဇနီးလင်းလက်သည်တွင်နှင့်အတူမြန်မာစစ်တပ်ကိုလက်နက်တပ်ဆင်ထောက်ပံ့ရန်ကြိုးစားနေသည့်ပုဂ္ဂလိကလုပ်ငန်းတစ်ခုကိုထူထောင်ထားသူလည်းဖြစ်ကြောင်းရိုက်တာသတင်းဌာနကတွေ့ရှိခဲ့သည် ရိုက်တာသတင်းဌာနကလေ့လာခဲ့သောလုပ်ငန်းမှတ်ပုံတင်နှင့်စစ်ဘက်ဝယ်ယူမှုမှတ်တမ်းတစ်ခုအရသာမက ရင်းမိသားစု၏မိတ်ဆွေအပါအသင်းများကာကွယ်ရေးကန်ရိုက်တာ၅ဦးနှင့်ပါ တွဲဆုံမင်းမြတ်မှုများအရ၎င်းတို့ဇနီးမောင်နှံသည်စစ်ပွားရေးနယ်ပယ်တွင် အကျိုးစီးပွားများရှိနေသည့်စစ်တပ်မိသားစုမျိုးဆက်သည့်ဤတစိတ်တစ်ပိုင်းဖြစ်ကြောင်းသိရသည်ထိုသားနှင့်ရွှေမသားမက လေးတဲ့အကြီးအကဲဤတူနှင့်တူမသည်လဲကြွယ်ဝချမ်းသာကြပြီး၎င်းတို့သည် နိုင်ငံဤလေကြောင်းကဏ္ဍကို ပစ္စည်းများရောင်းချသည့်ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ကြောင်းလုပ်ငန်းမှတ်ပုံတင်နှင့်မီဒီယာတွဲဆောင်မေးမြန်းမှုများကပြသနေသည်တူတော်ဆက်သူသည် လက်နက်ကင်တပ်များသို့ပစ္စည်းများပိတ်သွင်းနေကြကာကွယ်ရေးကန်ထရိုက်တာ2ဦးစီးပွားရေးလုပ်ငန်းမိတ်ဆွေ2ဦးနှင့်မြန်မာလေကြောင်းလိုင်းအမှုဆောင်ဟောင်း2ဦးကပြောသည်အသက်59နှစ်ရှိပြီဖြစ်သောမောင်မောင်ကျော်သည်2018တွင် လေတအကြီးအကဲရာတို့တိုးခဲ့ပြီး စစ်တပ်၏ခိမိရေးအစီအစဉ်အကြီးအကဲအဖြစ်လက်တာဝန်ယူကာဆယ်စုနှစ်များစွာလူအခွင့်ရေးရှိုးဖောက်မှုများအတွက်ဆွဆွဲခံနေရသောစစ်တပ်အတွက်လေရင်များအစင်းမြင့်တင်ရန်ဒေါ်လာတန်းရာပေါင်းများစွာတုံဆွဲခဲ့သည်အဆိုပါလူအခွင့်အရေးရှိုးဖောက်မှုများတွင်2019ကလူမျိုးတုံးတပ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့်ရိုဟင်ဂျာမွတ်စလင်များကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုလဲပါဝင်သောကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများကပြောသည် စစ်တပ်ကရင်းစွဆွဲချက်များကိုညှင်းဆန့်ပြီးရဲများကိုတိုက်ခိုက်သည့်စစ်သွေးကြများအားတရားဝင်စစ်စင်ရေးလှုပ်ရှင်းဖြစ်သည်ဟုပြောသည်မြန်မာနိုင်ငံတွင်ဆက်အနာသိမ်းပြီးနောက်လူတထောင်ကျော်တပ်ဖြတ်ခံရသည်ဟုနိုင်ငံရေးအကျဉ်းသားများ ကုညီဆောက်ရှောက်ရေးအသင်း AAPB ကထုတ်ပြန်ထားသည် အာနာသိမီနာလေတက်သည်အတိုက်အခံများကိုရှင်မုံရန်စစ်တပ်များကိုပို့ဆောင်ပေးကြောင်းတိုင်းဒါလက်နက်ကင်များကိုပုံကျဲကြောင်း ထို့သောဘုံကျဲရတွင်အယက်သားများပါတည်ဆုံရကြောင်းမျက်မြင်သက်သေများကပြောသည်လူမှုကွန်ရက်တွင်တင်ထားသည့်ဓာတ်ပုံများနှင့်ရေးသားဖော်ပြချက်များအရထိုလီတက်အကြီးအကဲဤမိသားစုများသည်နိုင်ငံတွင် လူများစုမတက်နိုင်သောလူနေမှုအဆင့်ကိုခန်းဆားနေကြောင်းပြသပြီးထိုပုံများတွင် စင်ကာပူမှဈေးကြီးသောနေရာများ၌ပါတီပွဲကျင်းပနေပုံများဘန်ကောက်လန်ဒန်နှင့်စန်တိုရီနီတို့တွားရောက်လည်ပတ်ခြင်းများကိုပြသထားသည် အခွင့်တူးကန်လူလာမြောက်လာပြီးနောက်အိုင်ဗန်ထက်သည်2018ဒီဇင်ဘာတွင်သူ၏ဖခင်နှင့်ယခုအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းတို့ရှင်ပေါက်တွင်၎င်း၏မင်္ဂလာပွဲကိုကျင်းပခဲ့ကြောင်းဓာတ်ပုံများကပြသနေသည်။နောက်3လကြာသောအခါပြီးတိန်နိုင်ငံတွင်ပြည်သူ့ကပညာသင်ကြားခဲ့သောသူ၏ဇနီးသည်ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများကိုခင်မြောင်ပြုလုပ်ပေးမည်။ Alliance Engineering Service Company ကိုတည်ထောင်ကြောင်းလုပ်ငန်းမှတ်ပုံတင်များနှင့်ထိုလုပ်ငန်း၏ဝက်ဆိုက်အရာတည်ရသည်။ ထုတ်လုပ်ငန်းကိုအိုင်ဘတ်ထက်ကိုတိုင်ဦးဆောင်ကြောင်းရိုက်တာကတွေ့ဆုံမေးမြန်းခဲ့သည့်ကာကွယ်ရေးကန်ထရိုက်တာ2ဦးနှင့်စီးပွားရေးမိတ်ဆွေ2ဦးကပြောသည်သူသည်၎င်းတို့နှင့်စီးပွားရေးလုပ်ငန်းများကိုဆွေးနွေးပြီးအရှုပ်ကိစ္စများမှာဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းအဆိုပါသတင်းရင်းမြစ်များကပြောသည်ထုတ်လုပ်ငန်းများတွင် မောင်းတုံမဲ့လေရင်အစိပ်အပိုင်းများမှစိုးနာနှင့်ရေတာများဝယ်ယူခြင်းအထူးပါဝင်သည် ်အစ္စရေလမောင်းတုမဲထောက်လန်းရေးလေရင်အစရေပိုင်းဇိမ်းနှုန်းများကိုစုံစမ်းသည့်အလိုင်းရဲ့အင်ဂျင်နီယာရီစာပေကရောင်းချသူများထံ2020ခုနှစ်ကပေးပို့သည့်စာတမ်းဆောင်ကိုရိုက်တာသတင်းဌာနကလေးလာခဲ့သည်။ထိုမောင်းတုမဲလေရင်များကိုတိုင်းဟင်းသားလက်နက်ကင်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင်တုံ့ကြောင်ရဲအဖွဲ့အစည်းများထုတ်ပြန်သည့်ဓာတ်ပုံများအရာသိရသည်။အဆိုပါစာကိုအိုင်ဗန်ထက်ကပေးပို့ခြင်းဖြစ်ကြောင်းရင်းကိစ္စကိုသိရှိသူတအူကပြောသည်။ ထိုကိစ္စမြို့ဆက်လက်လောက်ကင်သည်နှင့်ညီမတံဖို့ရှိသည်ကိုရိုက်တာအနေဖြင့်မဆုံးဖြတ်နိုင်သေးပေ။စင်ကာပူတွင်အရှိဆိုင်သည့်အသက်33နှစ်အရွယ်လင်းထက်နှင့်သူ၏ညီမမွေ32နှစ်တို့သည်ဒေတာဦးစီးချုပ်၏တူနှင့်တူမဖြစ်ပေ။မြန်မာနှင့်အရှာစိတ်ကွက်များရှိလေကြောင်းကဏ္ဍများကိုအကြံပေးခြင်းအပိုပစ္စည်းရောင်းခြင်းငှားရမ်းခြင်းနှင့်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလှုပ်ဆောင်သည့်မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ကြသည်။ လင်းထက်သည်နိုင်ငံပါမြန်မာအမျိုးသားလေကြောင်းလိုင်း၏ဒရိုက်တာတဦးလည်းဖြစ်ပြီးမြန်မာနိုင်ငံအတွက်အမေရိကန်လေကြောင်းကုန်အမှတ်တံဆိပ်များဖြစ်သော Venice Cessna တို့၏ကိုယ်စားလှယ်ဖြစ်ကြောင်းမြန်မာသတင်းမီဒီယာများနှင့်သူကိုစားပြုသည့်ကုမ္ပဏီတစ်ခု၏ Internet Website မှတ်တမ်းအဟောင်းအယသိရသည်စစ်တပ်ကိုတစ္ဆာခံခြင်းလေတပ်အကြီးအကဲမောင်မောင်ကျော်၏မိသားစုများသည်ရှမ်းသာကြွယ်ဝကြပြီး သူဤဖခင်ကျော်ထင်သည်လဲရခင်စစ်တပ်အကြီးအကဲဟောင်းတို့ဖြစ်သည်စစ်တပ်အတွက်လင်းထက်သည်လေရင်အပေါ်ပစ္စည်းမျိုးစုံရောင်းချပေးနေကြောင်းရိုက်တာကတွေးဆမေးမြန်းခဲ့သည့်ကာကွယ်ရေးကန်ထရိုက်တာများနှင့်စစ်ပွားရေးအပေါင်းအသင်းများကပြောသည်စစ်တပ်ကလက်စားရှိမျိုးကိုစိုးရိမ်တော့ကြောင့်အဆိုပါကန်ထရိုက်တာအလုံးက၎င်းတို့၏အမည်များကိုထောက်ပေါ်သုံးစွဲခွင့်မပေးပါ။သို့တော့မြမလေကြောင့်အမှုဆောင်တအူက လေတက်အကြီးအကဲဤတူနှင့်လောက်ကန်ခဲ့သည့်လုပ်ငန်းတစ်ခုအကြောင်းပြောပြသည်ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သောအဲမန်တလေးဤအမှုဆောင်အရာရှိချုပ်ဟာ Gary Villiers ကသူသည်လင်းချနှင့်လုပ်ငန်းလုပ်ခဲ့ကြထိုလေတက်အကြီးအကဲဤတူသည်စစ်ဘက်ဖြစ်စေအရက်ဘက်ဖြစ်စေမြမလေကြောင်းလုပ်ငန်းနှင့်ပတ်သက်သည့်ကိစ္စများတွင်အစအဆုံးပါတီကိုဖုံးကွယ်ထားခြင်းမရှိကြောင်းပြောသည်လေတက်ကဝယ်ယူသည့်တာယာများအင်ဂျင်ပြုတ်ပြင်ခြင်းနှင့်အစိပ်အပိုင်းများဘေး bridge အကုံတုထံမှသွားရသည်ဟုဇီလျက်ကဆိုသည်၎င်းတို့မိသားစုစီးပွားရေးနှင့်ပတ်သက်သည့်အသေးစိတ်မေးခွန်းများကိုမြမလီတက်အကြီးအကဲနှင့်သူ၏မိသားစုများထံရိုက်တာကပေးပို့ခဲ့တော်လဲအိုင်ဗာထန်နှင့်သူ၏ဇနီးတို့ကတုံ့ပြန်ခြင်းမရှိပေမေးခွန်းများပေးပို့ပြီးနောက်နှစ်ရက်အတွင်းအိုင်ဗာထန်၏ Twitter အကောင့်ပိတ်သွားခဲ့သည်တဲ့တင်ထောက်ကအိုင်ဗာထက်ကိုဖုန်းနံပါတ်တစ်ခုမှဆက်သွယ်ပြီး၎င်းဆက်သွယ်ရခြင်းအကြောင်းရင်းကိုရှင်းပြသောအခါဖုံးချသွားသည် စစ်ဘက်သို့ပေးပို့ခဲ့သည့်မေကိုများကိုလည်းမောင်မောင်ကျော်ကဖြည့်ကြားခြင်းမရှိပေ၎င်း၏တူနှစ်တူမပိုင်သည့်စီးပွားရေးလုပ်ငန်းဖြစ်သော NDR ကမူအီးမေးဖြင့်အကြောင်းပြန်ပြီး၎င်းတို့သည်မြန်မာစစ်တပ်သို့လက်နက်လေရင်အစိတ်အပိုင်းနှင့်မြေတိပစ္စည်းကိုမှမယောင်ကြောင်ပြောသည်တူတော်ဆက်သူလင်းထက်ကလည်းမေကိုများကိုဖြည့်ဆို့ခြင်းမပြုပေ၎င်း၏ညီမမူကြီးကိုဖုံးပြဆက်သွဲသောအခါသူက ကုမ္ပဏီသည်မြန်မာနိုင်ငံနှင့်ဆိုင်သည့်လုပ်ငန်းများနှင့်မပတ်သက်ကြောင်းသူ၏မိသားစုသည်မြည်သည့်အထူးအခွင့်အရေးကိုမှရသည်ဟုမယုံကြည်ကြောင်းပြောသည်။ဘဲ B crush နှင့်ဆက်စနာကုမ္ပဏီတစိုက်များကိုပိုင်သည့် New York Stock Exchange စီးရင်ဝင်ပြောခွင့်ရ Michael Minnet က၎င်းတို့ကုမ္ပဏီနှင့် Lin Tech သူ့မိသားစုဆက်ဆံရေးနှင့်ပတ်သက်သည့်မိကုံများကို ဖြေကြားခြင်းမရှိပေ၎င်းတို့ကုမ္ပဏီသည်ဂျာကန်အဆက်အသွယ်ကိစ္စကိုဆွေးနွေးမည်မဟုတ်ဟုဆိုသည်မိသားစုကိစ္စ မြန်မာစစ်တပ်သည်စီးပွားရေးတွင်လွန်စွာကျယ်ပြန့်လာသောနယ်ပယ်ကို အထူးသဖြင့်ရေနံတဘာဝတငွေကျင်းနီနှင့်ကြောက်ဆင်းစားသည့်တယံစာတာထုတ်ယူသည့်လုပ်ငန်းများကိုထိန်းချုပ်ထားသည်မှာကာလရှည်ကြပြီဖြစ်သည်စစ်ကောင်းဆောင်အဆက်ဆက်အောက်တွင်စစ်အုပ်စုသည်အယက်သားထိန်ရှုံမှုကင်းလွတ်သည့်စစ်ပွားရေးအကျိုးစစ်ပွားကွန်ရက်ကိုထူထောင်ထားပြီးကန်ထရိုက်များကိုလည်း ပုဂ္ဂလိကကဏ္ဍမှာခရိုနီများ၏ကွန်ရက်တို့ရှာပေးထားကြောင်းကုလသမဂ္ဂအရှက်အလက်ရှာဖွေရေးအဖွဲ့၏2019အစီရင်ခံစာတစ်စောင်ကဆိုသည် Open Corporate မှာအရှက်အလက်များကိုတုံသက်ခြင်းပြည်ရင်းကုမ္ပဏီမှတ်တမ်းများဖြင့်အတည်ပြုချက်အရအာဏာသိမ်းစစ်ကောင်စောင်များမိသားစု၏စီးပွားရေးကဏ္ဍအမျိုးမျိုးတွင်ပတ်သက်နေသည့်အတိုင်းအတာကိုပြနေသည်စစ်ကောင်စီအဖွဲ့ဝင်၄ဦးတာသမီများပိုင်သည့်ကုမ္ပဏီစုစုပေါင်း၂၈ခုကိုရိုက်တာသတင်းဌာနကတွေ့ရှိခဲ့ပြီး အဆိုပါလုပ်ငန်းများမှာစောက်လုပ်ရေး၊ဆေးဝါးမှဖျော်ဖြေရေးအထည်လုပ်ငန်းအမျိုးမျိုးပါဝင်သည်။ဗိုလ်ချုပ်တွေကသူတို့ကိုကြိုးစီပွားပိုင်ဆိုင်မှုနဲ့ကြွယ်ဝချမ်းသာမှုတွေကိုပဲကောက်ကွယ်နေရဆိုတာလူတိုင်းသိနေတာပဲဟုရခင်လေဒီတက်တွင်လောက်ကင်ခဲ့တဲ့ဗိတိန်နိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ဟောင်းဦးကျော်စွာမင်းကပြောသည်၎င်းသည်ဖေဖော်ဝါရီလတရက်နေ့တွင်ဖမ်းဆီးခံရသည့်ဒေါံဆန်းစုကြည်ကိုလွှတ်ပေးရန်တောင်းဆိုပြီးနောက်ယာဒူမဖယ်ရှားခံရပြီးဗိတိန်တွင်ဆက်လက်နေထိုင်နေသည် လက်ရှိစစ်တပ်အကြီးအကဲမင်းအောင်လာရေးတာသမီများသည်လည်းအစိုးရချမ်းမှအခွင့်ထိုးများရရှိနေပြီးစစ်တပ်တို့ပေးပို့ခဲ့သည့်မေကိုများကိုမင်းအောင်လိုင်ကဖြေချခြင်းမရှိပေ။အသက်60ကျော်အရက်ပုပုမြင့်မှန်ဝတ်သောမင်းအောင်လိုင်သည်မထင်ရှားသောဘဝမှတိုင်းသားဒေသစစ်စင်ရေးများအတွင်ယာရုတက်လာသူဖြစ်ပြီးရင်စစ်စင်ရေးများအတွင်စစ်သားများကကျေးရွာသူများကိုဂိုင်းဖွဲအာဓမ္မပြုကျင့်ပြီးကျေးရွာသားများကိုတပ်ဖြတ်ကြသည်ဟုလူအုပ်ခွင့်ရေးအဖွဲ့များကဆိုသည် စစ်တပ်အကြီးအကဲအဖြစ်ခန့်အပ်ခံရပြီးနောက်စစ်တပ်ကတိုင်းသားလူနည်းစုအပေါ်ရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်ခဲ့သည်ဆိုသောအချက်ကိုသူကညင်ဆန်သည်ရခင်စစ်အုပ်စုကောင်ဆောင်တန်းရွှေကိုဆက်ခံရတဲ့အတွက်သူထက်ဝါရင်သည့်ပြိုင်ပတ်များကြားမှသူ့ကိုလက်ရဲဆွေအဖြစ်ရွေးချယ်ခံရခြင်းလည်းဖြစ်သည်2019တွင် သူသည်တိုင်းနှင့်ရှိသောရိုဟင်ဂျာများအားမြန်မာနိုင်ငံမှမောင်းထုတ်ခြင်းကိုကြီးကြပ်ခဲ့သည်။ လွန်ခဲ့သောနှစ်ကမိကွန်းတစ်ခုတွင်နိုင်ငံအတွင်းစီးပွားရေးမညီမျှမှုများအကြောင်းသူကပြောပြီးမြန်မာနိုင်ငံဆင်းရဲရှမ်းသာကွာဟမှုကိုကျင်းပအောင်လုပ်ရမည်ဟုဆိုသည်ယခုနှစ်အစောပိုင်းတွင်ဆီယာနာတင်ပြီးနောက်သူ၏တာသမီများကိုအမေရိကန်ပြည်ထောင်စုက အမည်ပြစည်ရင်သွင်းလိုက်ပြီး၎င်းတို့၏စီးပွားရေးအကျိုးစီးပွားများကိုမိမောင်းထိုးပြလိုက်သည်အမေရိကန်ဗန်နာရေးဌာန၏အဆိုအရသူ၏သားအောင်ပြေဆုံးသည်2013တွင်စားတောက်စာအသင်ဖွဲ့သည့်မြေနေရာကို ဈေးကွက်ပေါက်ဈေး၏တိရခိုင်နှုန်းအောက်ဖြင့်ငှားရမ်းရယူထားကြောင်းသိရသည်မင်းအောင်လာ၏တမီခင်တီတီတမွန်သည်စစ်တပ်ထိန်းချုပ်ထားသည့်စက်သွယ်ရေးလုပ်ငန်းတစ်ခုအတွက်မိုဘိုင်းတာဝါအတိုင်းများဝန်ဆောင်မှုပေးသည့်ကုမ္ပဏီတစ်ခုကိုပူးတွဲပိုင်ဆိုင်ကြောင်းရိုက်တာသတင်းဌာနကကြေညာခွင့်ရခဲ့သည့်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရွက်စာတမ်းများအရာသိရသည်အောင်ပြေဆောင်နဲ့ခင်တီရီတမွန်တို့ကရိုက်တာ၏မိကုံးများကို တုံ့ပြန်ခြင်းမရှိပေ စစ်ကောင်စီပြောခွင့်ရသူကလည်းယခုဆောင်မအတွက်မင်းမြတ်တီများကိုပြန်လည်ဖြေချခြင်းမရှိပေ။လေတဦးစီးကျုပ်ဟောင်းဘိုးကျုပ်ကြီးမမောင်ကျော်ယာရူးပြုတ်ခဲ့ရသောမိမကိစ္စအရှုပ်တော်ပေါ်လေတဦးစီးကျုပ်ဟောင်းဘိုးကျုပ်ကြီးမမောင်ကျော်ကို2020ဇန်နဝါရီ2ရက်နေ့တွင်အနားပေးလိုက်ခြင်းမှာပုံမှန်တက်တန်းတာဝန်ထမ်းဆောင်ပြီး၍အနာပိတ်လိုက်ရှင်မျိုးလုံးဝမဟုတ်ပဲစစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှပါကျမကြီးအကြောင်းပြဖယ်ရှားခဲ့ပါတယ်။ 2018ခုနှစ်မှစတင်က လေကျုပ်အဖြစ်တာဝန်ယူခဲ့ပြီးအသက်58နှစ်အရွယ်ရှိသောဗိုလ်ချုပ်ကြီးမမောင်ကျော်ကျမ်းမာရေးကြောင့်တာဝန်မှအနာပေးလိုက်ခြင်းဟုဆိုသည်ပါလေလောကမမှန်ကပ်ပေဗိုလ်ချုပ်ကြီးမမောင်ကျော်မှာအပြေးဝတနာပါသူဖြစ်ပြီးဌာနချုပ်မှုဖြစ်စဉ်ကအရာရှိစသည့်များအားသူနှင့်ရှင်ကအပြေးပြိုင်နာမျိုးလုံးလေးလှူထားရှိလေသည် ဆိုလိုသည်မှာတောင်းတောင်းမြေကျမ်းမာရေးကောင်းမွန်သောအပြေးသမားဘိုးချုပ်ကြီးမမောင်ကျော်မှာကျမ်းမာရေးအကောင်လွန်နေသည် ဘိုးချုပ်ကြီးမမောင်ကျော်ကိုအဓိကအကြောင်းပြဖြုတ်လိုက်ရသည့်အကြောင်းရင်းမှာမိမကိစ္စနှင့်ပတ်သက်၍တက်တွင်းတိုင်စာတက်လာခြင်းဖြစ်ပြီးငရဲနှံကောင်တပြိုင်တည်းဖန်ရကတစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်တိုင်ကြခြင်း၏နောက်ဆက်တွဲလည်းဖြစ်သည်။ကျမ၏လိုက်စားသောဘိုးချုပ်ကြီးမမောင်ကျော်မှာအရက်နှင့်မိမလည်းအလွန်လိုက်စားသည်။ ဌာနချုပ်မှုဖြစ်စဉ်ကတပည့်ကျော်များနဲ့ KTB များတို့တွားရောက်လေးရှိပြီးငွေကြေးသုံးဖြုံးနိုင်ကစပွန်ဆာပေးနိုင်သောကြောင့်မိမငယ်လေးများနဲ့ပျော်ပါလေးရှိသည်တာဝန်မှရနာချင်းခံခဲ့ရသည့်ဖြစ်စဉ်မှလည်းမိမကိစ္စကြောင့်ဖြစ်သည်ငရက်နှစ်ကောင်ဖန်းခြင်းကကလေးနေပြီးတော့စေယုံရှိစစ်စေရင်နဲ့သူတေသနာဌာနမှအမျိုးသမီးအရာရှိပိုကြီးနဲ့မောင်မောင်ကျော်တို့လူမှုရေးဖောက်ပြန်မှုအကြိမ်ကြိမ်ကျွလုံမှုများရှိခဲ့သည် ကကလေးနေပြီးတော့ရှိဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ရုံးခန်းသည်စစ်စစ်ရေးနှင့်သူတေသနာမှမဝေးသောနေရာတွင်ရှိသောကြောင့်ထိတွေ့မှုများလာသည်နှင့်အမျှရခင်ကလေးကလက်မနေသောဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့်ထိုဗိုလ်ကြီးအမျိုးသမီးတို့ပေါ်ပေါ်တင်တင်ညီဆွကြသည်တချိန်တည်းမှာပင်ထိုဗိုလ်ကြီးအမျိုးသမီးအပြင်အရှာဘိုးကြီးအရာရှိအမျိုးသမီးငယ်တအူးနှင့်လေကိုဝေရသည့်အထိဖောက်ပြန်ကျိုးလွန်ခဲ့ပြန်သည် ထိုပြစ်စစ်နှစ်ခုသည်အပြန်အလှန်တိုက်ကြမှုများကြောင့်အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ထံရောက်ရှိသွားသည်။ယာယီထိန်းသိမ်းခံရခြင်းနှင့်ယာဒူးပြုတ်ရှင်။ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကိုရုံစင်းကျိန်တွင်၎င်းနေထိုင်ရာဗရောက်အေရိတ်တာ၌ပင်ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးတိုင်စာပါလူမှုရေးဖောက်ပြန်မှုကိစ္စမေးမြန်းရာဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှဟောက်မှန်ကြောင်းဝန်ခံခဲ့လေသည်။ရင်နောက်ကျမ်းမာရေးအကြောင်းပြယာဒူးတော်ဝင်မှအနာပေးလိုက်သည်။ အရေးယူမှုတစုံတရာမရှိဘဲတိုးတိုးသိသိလှုပ်ဆောင်ခဲ့မှုကြောင့်အပြင်သို့အဖြစ်မှန်သတင်းပေါက်ကြားခဲ့ခြင်းမရှိပေ။ယခုအချိန်တွင်မောင်မောင်ကျော်နှင့်ညီစွန်းခဲ့သောအမျိုးသမီးအရာရှိဘူကြီးအမျိုးသမီးမှာအရက်ဖက်လေရင်အပိုပစ္စည်းဝယ်ယူရေးကုမ္ပဏီတစ်ခုသို့တက်ကရွှေ့ပြောင်းပေးလိုက်သည်။ထို့သောလေတပ်ဦးစီးချုပ်လို့သူကအမျိုးသမီးငယ်တဦးနှင့်အမျိုးသမီးတက်လက်ပိုင်းတဦးတို့ကိုတပြိုင်နက်တည်းလွန်လွန်ကျူးကျူးဖောက်ပြန်မှုများကမောင်မောင်ကျော်ကိုယာတူးမှနားစေခဲ့ခြင်းဖြစ်သည်။ မင်းအောင်လိုင်ကမောင်မောင်ကျော်ကိုကာကွယ်ထားမောင်မောင်ကျော်နှင့်ပတ်သက်သောလက်ပေးလက်ယူကိစ္စလေတပ်ပိုင်းဆိုင်ရာအလွဲသုံးစားမှုများနှင့်ပတ်သက်၍တိုင်းစာများရောက်ရှိလာခဲ့တော်လဲမင်းအောင်လိုင်ကအေးမယူပဲလှစ်လျူရှူပေးခဲ့သည်လေတပ်ဦးစီးချုပ်မောင်မောင်ကျော်သည်စစ်တီတော်ကျင်းဝဲလူမှုကျင်းဝဲများကိုဖောက်ပြက်ခဲ့တော်လဲယာရုပြုတ်ယုံမှလွဲ၍ဘာမှအေးယူမခံခဲ့ရပေ လေကျော်ဟောင်းမောင်မောင်ကျော်ယာရူးပြုတ်သွားတော့လေ၎င်း၏သားဖြစ်သူအိုင်ဗင်ထက်ပိုင်ဆိုင်သောအလားရဲ့အင်ဂျင်နီယာရီစာပေကုမ္ပဏီမှလေတက်နှင့်ဆက်လက်အလုပ်လုပ်ကင်ခွင့်ရရှိနေစေပင်ဖြစ်သည် လေတက်အတွက်လေရင်အစိပ်ပိုင်းများအားလုံးကိုတဦးတည်းကိုယ်စားလှယ်အဖြစ်တင်သိမ်းခွင့်ရယူထားစေဖြစ်သည်မမောင်ကျော်သည်တားဖြစ်သူအတွက်လေတက်တွင် စီးပွားရေးတွင်ပေါင်းများစွာဖန်တီးပေးခဲ့သည် 2018ခုနှစ်ဇန်နဝါရီလတွင်မမောင်ကျော်အားလေတပ်ဦးစီးချုပ်ခန့်မီလာအနေငယ်အကြတွင်ပြုလုပ်သောတက်မတော်နေစီရေးပြတွင်သူသားအိုင်ဗန်ကုမ္ပဏီက LED မီထွန်းခွင့်ပါမင်းနှင့် ကျင်းပခွင့်ကန်ဖရာရရှိခဲ့ပြီး2020တွင်လေတပ်၏ပြည်ပဝယ်ယူမှုတင်ဒါများရရှိခဲ့သည်မိမကိစ္စလက်စားမှုများဖြင့်ယာရုမဖယ်ရှားခံခဲ့ရတော်လဲလေတပ်ဦးစီးချုပ်ဟာဗိုလ်ချုပ်ကြီးမောင်ကျော်နှင့် ၎င်း၏မိသားစုဝင်များမှဆက်သက်စားမကုန်သော စီးစိမ်ဥစ္စာများဖြင့်ချမ်းသာကြွယ်ဝနေပြီဖြစ်သည်။မင်းအောင်လိုင်းသည် မောင်မောင်ကျော်ကိုယာရုမဖယ်ရှားခဲ့တော်လဲလက်ပေးလက်ယူမှုမိမကိစ္စများအတွက်အရေးယူမှုတစ်စုံတစ်ခုမှမလုပ်ခဲ့ပေ။2020နှစ်နှစ်လပိုင်းမောင်မောင်ကျော်ဤမြင်းနှင့်ပတ်သက်သောအလူတို့မင်းအောင်လာဤသားအောင်ပြေဆောင်နှင့်မိသားစုကတက်ရောက်ခဲ့ကြသည်ထို့သောလာရောက်ရှင်ကမင်းအောင်လာနှင့်မောင်မောင်ကျော်တို့ကြားဆက်ဆံရေးဆက်လက်ကောင်းမွန်နေကြောင်းပြသခဲ့ခြင်းဖြစ်သည် လူမှုရေးဖောက်ပြန်မှုလက်ပေးလက်ယူမှုများပြည့်နှက်နေသောစစ်တပ်တွင်စစ်ကောင်းဆောင်မင်းအောင်လှိုင်က အရှင်းရှင်းတက်ညာပြီးမတူတော်ရှင်းရှင်းတည်င်းလွဲ့လွဲ့ဖြင့်မောင်မောင်ကျော်ကိုအကာအကွယ်ပေးခဲ့သည်မှာအထင်ရှားပေဖြစ်သည်။